မြင်လာပါဗျကျွန်တော်တို့ရဲ့ new future youtube channel ကနေကြိုးစားပါတယ်မြန်မာနိုင်ငံရဲ့ထုံးလန်းတရိပ်စင်လာရက်တကြံကာလအတွင်းကိုရောက်ရှိတဲ့အချိန်မှာတော့ကျွန်တော်တို့ရဲ့ကျင်ဆိုးခေါ်ဖက်စစ်စစ်တိုက်ရဲ့ရုံမှန်မှုတွေကတော့အချိန်ပြည့်ကိုတရဘူးစောင်းနေတဲ့အနေအထားမှာရှိရဲ့ဒီလိုမျိုးအာနာရှင်စနစ်ကြဆုံးအောင်လုပ်နေတဲ့အချိန်ခါမျိုးမှာပဲ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တဘာဝဗီးဒန်လေးကြောင့်မြန်မာနိုင်ငံနိုင်ငံသားတွေရဲ့အတိတ်ချုပ်ကဘလို့မှခံစားလို့ရတဲ့အနေအထားမျိုးမှာကြောက်မနေဘူး။ဘာကြောင့်လဲဆိုတော့မြေနှိမ့်ရလန်ဆိုင်တစ်ခါတည်းကြတော့လေကန်ဆိုးမှသွားရမိုးလိုက်လို့ရွာတယ်ဆိုတဲ့အနေအထားမျိုးကကျွန်တော်တို့မြန်မာနိုင်ငံလူနိုင်ငံသားတွေအတွက်ပြောထားတာဖြစ်နေတယ်။ဒါပေမဲ့ဒီလိုအနေအထားမျိုးတွေကိုရုံးကြွတို့ကြတဲ့ကြီးရှိတယ်ရုံးထွက်လို့ရတဲ့အနေအထားတွေအများကြီးရှိတယ်။ ဒီလိုအနေထားမျိုးတွေမှာဘလို့ယုံထွက်ရမယ်ယုံကြွရမယ်အာနာရှင်စနစ်စိုးစားပြည့်ရင်ကျွန်တော်တို့တဘာဝဘေးအန္တရာယ်ဆိုတော့အမှန်တိုင်းပြောမယ်ဆိုရင်ငလင်လုံးမယ်ဆိုရင်ကြိုတိလို့ရတဲ့ဤပညာတွေအများကြီးရှိရတယ်ကွာနိုင်ငံတနိုင်ငံမှာတူတက်မှုမရှိတဲ့အတွက်ဒီလိုဤပညာတွေအားလုံးကိုဘာကြောင့်အာနာရှင်ဟာမတိမြက်ွယ်ပြုထားတယ်ဆိုတာကျွန်တော်တို့2008မှာ2008 2009မှာဖြစ်ခဲ့တဲ့နာကိမုံတိုင်းလိုပဲ မိုးလေဝသကကျင်ညာလို့ရိုက်ရဲသားနဲ့မကျင်ညာဘဲနဲ့ထားတဲ့အနေအထားမျိုးတွေဒီလိုအနေအထားမျိုးတွေကိုရှောင်လွှဲလို့ရတဲ့မိကနိုင်ငံဒီစစ်အာဏာရှင်စနစ်အောက်ကသားလွတ်မြောက်မယ်ဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေပဲဒီလိုတဘာဝဘေးအန္တရာယ်ဖြစ်ချုပ်တင်ကာကွယ်လို့ရတဲ့မိတွေအများကြီးရှိပါတယ်ဗျအဲဟုတ်ပြီအခုကျွန်တော်တို့မတ်လ28ရက်နေ့ကနေအင်အားပြင်း9.9ငလျင်လောက်ခတ်လို့တဘာဝဘေးဒဏ်ဖြစ်တဲ့အချိန်မှာ နိုင်ငံတကာကနေလာရှိလာတဲ့ငွေကြေးရ138တန်းဆိုပြီးတော့ကျင်ညာထားတာရှိတယ်။တရုံဝင်ဆိုတဲ့အရာတော့ကျင်ညာတော့55တက်မှ55တက်မှတက်မှရန်သားပေါ့ဗျာ။ဒီလိုရရှိကြတဲ့ငွေကြေးတွေအပေါ်မှာနိုင်ငံကိုအုပ်ချုပ်တဲ့အာဏာရှင်လူတစုကပြည်သူတွေအပေါ်မှာထိရောက်စွာကူညီမလာပေးမလာဆိုတာငလျင်ရန်စဖြစ်တဲ့အချိန်ကစပြီးတော့ဒီအာဏာရှင်လူတစုက ပြပကနေလာပြီးကုညီမဲ့အဖွဲစည်းအားလုံးကိုပြောလိုက်တဲ့စကားကျွန်တော်တို့သိတဲ့အတိုင်းပဲ။စားနိုင်ဒိခါတွေထောက်ပံ့မဲ့အစားငွေကြီးကိုသာလူပါဆိုပြီးတော့တွတ်တင်ခါခါပြောပြီးတော့အကူအညီတောင်းတယ်။အဲ့ဒီလိုပဲအေပီလာတရက်နေ့မှာမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ခရိုနီလူဒန်းစားတွေကိုဒါတော့ကျွန်တော်တို့တီးတာစေကဘာတို့ပန်းအဖွဲစည်းတို့အာနာရှင်စနစ်အောက်ကနေအာနာရှင်နဲ့လက်ဝါးချင်းရိုက်ပြီးလုပ်ခဲ့တဲ့ ခရိုနီလူဒန်းစားတွေကိုခေါ်ပြီးအလူငွေတောက်ခံထားတဲ့လူငွေရှိတယ်။ဒီလူငွေတွေအပြင်နိုင်ငံတကာကကူညီထားတဲ့လူငွေကအခုဆိုရင်ကျွန်တော်တို့သိတဲ့136တန်းကျော်ရရှိနေဒီအရာတွေပြည်သူအပေါ်ကိုထိရောက်အောင်ကူညီရမယ့်အရာမှာမကူညီဘဲနဲ့အိတ်ထဲကိုထည့်ပြီးတော့အာနာရှင်စနစ်တည်မြဲအောင်ဆိုပြီးတော့မလီရန်ဖြစ်နေပါတယ်ဆိုတဲ့အချိန်ခါမျိုးမှာတော့နေရာဇုံကနေလိုက်ပြီးတော့ဘုံကျဲနေတာခင်ဗျားတို့တို့အမြင်ပဲ ဒီလိုရက်စက်ရုံမာတဲ့လူတစုကစနေစိုးတစ်ခုတည်နေနေတာကိုလုံနေတာကိုတွတ်တွတ်သိနေတဲ့လူဒန်းစားတွေကဘာကြောင့်ဒီအချိန်ထိတောင်းတမှုမရဘူးအဖြေကရှင်းပါတယ်ကျွန်တော်တို့စိတ်ဓာတ်တွေခိုင်မာမှုမရှိဘူးယုံကြည်ချက်တွေခိုင်မာမှုမရှိဘူးအရေးကြီးကြီးညီနောင်ပေါင်းအပေါင်းတို့ဆိုပြီးတော့လက်သုံးချောင်းထောင်ပြီးတော့ယုံကြည်ရာတစ်ခုအတွက်ဆိုတဲ့တခြင်းတွေလည်းဆိုခဲ့ကြတယ်တေဆုံးမှုတွေများပြားလာတဲ့အတွက်ကဘာမကြေဘူးဆိုတဲ့တခြင်းကိုစိုးပြီးတဲ့ အချိန်မှတော့၄မိနစ်ကျော်ကာလတွေဘာလို့ဒီလောက်အချိန်ကြာနေတယ်ဥဆောင်ဥရပြုတဲ့ကျွန်တော်တို့အဝေးရောက်မြူသားညီညီရေးအစိုးရ NGO ရဲ့လုံဆောင်ချက်တွေမှာဘာတွေမှားနေလို့လဲအာနာရှင်ကတော့စနေစိုးတစ်ခုတည်မြဲအောင်တော့တို့ကလုံနိုင်တဲ့အတိုင်းတာလုံချင်တာကိုလုံပိုင်ခွင့်ရှိနေတဲ့အချိန်ကမျိုးမှာကျွန်တော်တို့၄မိနစ်ကျော်ကာလကြာတဲ့အတွက်ကျွန်တော်တို့မှာလုံနိုင်တဲ့အတိုင်းတာတွေရှိလို့လုံလို့ရတဲ့ အနေထားတွေအများကြီးကြုံလာတော့လေခနဲ့လိုကျွတ်တူအားလုံးအတွေ့ပါလဲဆိုတော့မြို့တွေတမျိုးကြီးတမျိုးကိုတိမ့်လာတယ်အင်းတို့မြို့ကိုတိမ့်နေတိမ့်နေအချိန်မှာကျွတ်တူကိုတရေတဲ့အောင်ထွက်ခဲ့ကြုံပြီးပြောခဲ့တယ်ခွန်ခွန်တက်မှမူဘုံမူအောင်တယ်အကုန်လုံးဖမ်းမိထားတဲ့အနေထားမျိုးတွေကိုကြားရောက်ထားတယ်တိထားတယ်ဒီလိုအချိန်ခါဒီလိုအနေထားမျိုးတွေ ကိုယ့်ဘက်မှာပြည့်စုံနေပြီဆိုရင်အစိုးရကျွန်တော်တို့ဘက်မှာရှိတဲ့ပြည်သူအစိုးရ NUG အနေနဲ့ထိရောက်တဲ့အရာတွေကိုလုပ်ဖို့ဆိုတာလေမူတည်တယ်။အခုအချိန်ခါကြမှာကျွန်တော်တို့စီယုံရင်းစင်းနေပါလေ။အခုအချိန်ခါကြမှာကျွန်တော်တို့လှုပ်ဆောင်နေပါလေ။ပြောလို့မရဘူးပြ။ကျွန်တော်ပြောရမယ်ပြ။အာနာရှင်စနစ်ကိုတိုက်ထုတ်တဲ့နေရာမှာချပြလို့မရဘူးဆိုတာကစီရေးစီရနဲ့ယူရီးယားလက်နက်ဝယ်တာပဲရှိတယ်။ ပြည်သူစိတ်ချမ်းသာအောင်လေတစ်ဖက်တစ်လမ်းကလည်းကျွန်တော်တို့ဘာလုပ်နေပါသည်ဆိုတော့ချပြဖို့လိုတယ်ဗျဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ယုံကန်းတဲကနေပြီးတော့တစ်လိုက်ပြီးတစ်လိုက်လာမယ်တစ်ခုပြီးတစ်ခုလာမယ်ဆိုတဲ့အကြောင်းပြောလိုက်တဲ့အချိန်တိုင်းစကားစကိုပြန်ပြီးတည်င်းပေးနေလို့ပဲတွတ်တူပြည်သူတွေဘုံကျဲခံနေရတဲ့အနေအထားတွေအများကြီးရှိတယ်ဒါပေတော့ကျွန်တော်တို့အစိုးရပြန်နေတယ်လေမိမိတို့ရဲ့ဝင်ကြီးတွေမိမိတို့ရဲ့အစိုးရခန်းသားမှာရှိတဲ့လူတွေကစကားတွေကိုပြီးစလို့ပြောလို့မရတဲ့အနေအထားရှိတယ် စကားတစ်ခုပြောလိုက်လို့ငါတို့မှလေရင်ဖြစ်တဲ့အမြောက်ရှိပါပြီပြောလိုက်တဲ့အချိန်တိုင်းကျုပ်တို့ပြည်သူတွေရဲ့အသက်တွေပဲပေးနေရတယ်ပြည်သူတွေရဲ့အိုးအိမ်စည်းလေးတွေပဲပေးဆက်နေရတယ်ဒါဘူတော့နားလည်သိနေလို့ကျွန်တော်ထင်ပါတယ်ဒီနေရာမှာကျွန်တော်ပြည်သူတွေကပြည်သူတယောက်အနေနဲ့တိတဲ့သိညာတရားကိုကျွန်တော်ကပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်ထပ်ကျွန်တော်တို့စကားစကားတော့အခုချိန်ထိဆက်လက်ပြီးရုံမာနေတဲ့အနေအထားမှာဘလောက်ဆိုးရွားအောင်ရုံမာနေလဲဆိုရင် လေတက်မှာတာဝန်ထမ်းဆောင်နေတဲ့စစ်လေတက်ကရှိတယ်လူတွေကိုကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့အခါကြီးရက်ကြီးနေကြီးပေါ့နော်ဒီလိုရက်မျိုးမှာတော့တချံရက်ကိုပိတ်မပေးဘဲနဲ့နေရာစုံကနေဘုံကျဲဖို့အတွက်တာဆုံနေတယ်ဒီလိုတာဆုံနေတဲ့အထက်မှာပြီးခဲ့တဲ့ရက်တွေဒီနေ့ထိမန္တလေးတိုင်းတပိတ်ကြီးမြို့နယ်ကျယိုးကျယိုးပင်ရွာကိုလေချောင်းနဲ့ဘုံကျဲလို့ပြည်သူ၄ဦးတိုင်ရန်ရပြီးတော့နေအိမ်တွေအများများပြတ်စီးတယ်ဟုတ်ပြီ တောက်တက်စခိုင်းတိုင်းကဏီနဲ့မင်းကင်းမြို့နယ်ဒီမှာလေကြောင်းတိုက်ခိုက်လို့ပြည်သူနှုတ်ဦးတေဆုံးပြီးအများအပြားဒဏ်ရာရတယ်လူငယ်အချိန်ကာလတုန်းကကျွန်တော်တို့ပြောခဲ့တယ်ဖလန်းဖလန်းတိုက်ပွဲမှာဖလန်းမျိုးသိမ်းတိုက်ပွဲမှာ အမျိုးသားလူမျိုးရေးတက်တော်ကသုံးကြပါတယ်ကျွန်တော်တို့ဘက်ကကြတာပါကိုဦးကတော့ဒဏ်ရာရပါတယ်အဲဒီလိုအနေထားမျိုးတွေ သူတို့ဘက်မှာလည်းဆုံးရှုံးမှုရှိတယ်ကိုယ့်ဘက်မှာလည်းဆုံးရှုံးမှုရှိတယ်ဒီလိုဆုံးရှုံးမှုရှိတဲ့အရာတွေဘသူကြောင့်ဖြစ်နေတာလဲဘသူကြောင့်ဖြစ်နေတာလဲကျွန်တော်တို့ခါနေကြတော့ခန်းစကားအနေနဲ့ပြောရင်ကျွန်းကျွန်းနဲ့ကောင်ကြမ်းမှာမြေစာပင်တွေကအကုန်လုံးပျက်စီးရဆိုတဲ့အတိုင်းပါတီတွေပြိုင်လို့လားနိုင်ငံရေးပါတီတွေပြိုင်လို့လားအာဏာရှင်နဲ့ပြည်သူနဲ့ပြိုင်လို့လားအခုကပြိုင်တာကစနစ်စိုးတစ်ခုဟာမကောင်းတဲ့အတွက်ကျွန်တော်တို့ကမှန်ကန်တဲ့ဘက်ကနေရက်တည်ပြီးတော့ ီအာနာရှင်စနစ်ဆိုးကြအောင်တည်မြဲအောင်လုပ်နေတဲ့လူတစုနဲ့သူ့ရဲ့အပေါင်းပါကိုပြန်လဲတိုက်ထုတ်နေရတဲ့အချိန်ခါမျိုးမှာတော့ဆုံးရှုံးမှုကတော့ရှိမှာပဲဆုံးရှုံးမှုနည်းအောင်လုပ်မယ်ဆိုရင်တော့ကိုယ့်ဘက်ကရှိတဲ့စီကံပိုင်းဆိုင်ရာတွေအမိန်နာခံမှုပိုင်းဆိုင်ရာတွေလုတ်တင်လုတ်ထိုက်တဲ့အရာတွေအာနာရှင်စနစ်ကိုငါတို့တွန်းနံနေတာပဲပြောပြီးတော့ယာဒူးယာကံမရှိတဲ့တက်တသားတွေကလည်းတွေ့ရတနက်လူကိုသေးစေနိုင်တဲ့ပစ္စည်းကိုကောက်ကင်ပြီးတော့ထတော်မှလုပ်ရအောင် ဘာကြောင့်လဲဆိုရင်မြန်မာနိုင်ငံအတွင်းမှာနှစ်တရာလောက်ထက်ရတတိတီနေတဲ့ society အဖွဲ့အစည်းတစ်ခုကိုပြောပါဆိုရင်တက်မှာတော့ရှိတယ်။ဒီတက်မှာတော့ကိုအုပ်စိုးထားတဲ့အာဏာရှင်လူစုကစနစ်တကျနဲ့လုပ်ထားတဲ့အရာတွေအများကြီးရှိတယ်။ဒီလိုစနစ်တကျလုပ်ထားတဲ့အရာတွေကိုမှကျွန်တော်တို့ဘာမှငွေကြေးလည်းမရှိလက်နက်လည်းမရှိဘဲနဲ့ပြန်ပြီးတွန်းလှန်နေရတဲ့ပြည်သူနဲ့အစိုးရတရားမှာအားနည်းချက်တွေတော့ရှိတယ်ဒီလိုအားနည်းချက်တွေထဲမှာမှ ကျွန်တော်တိတိနဲ့အရာတူကမိမိရဲ့စိတ်ဓာတ်နဲ့ကိုကျင်တရားတွေပြင်ဖို့လိုတယ်နေရာဇုံကနေတိုက်ထုတ်တဲ့နေရာမှာနေရာဇုံမှာရှိတဲ့လူတွေလူတွေကလည်းဒီလိုစိတ်ဓာတ်အပြောဆိုအနေတိုင်းပြင်ဆင်ဖို့လိုတယ်လို့ကျွန်တော်ကဒီနေရာတွေပြောချင်တယ်နောက်တစ်ခုကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့အမှန်တရားဘက်မှာရက်တည်ပြီးတော့ရှိနေတဲ့အထဲမှာမှာပဲခူးတိုင်းမင်းလာမျိုးနဲ့မှာပေါ်တာဆွဲဒါတော့ထုံးကန်တိုင်းပဲကိုကြီးတို့ကိုကြားတို့ကိုတော့သူကတော့ အာနာရှင်စနစ်ကဲ့အောက်မှာကြီးပြင်းခဲ့တဲ့လူကျွန်တော်လည်းကြီးပြင်းတာပဲဒါပေမဲ့ဒီလိုတော်လိုင်းရေးကာလအတွင်းထဲမှာဒီလိုတဘာဝဖေးကနေခံရတဲ့အချိန်ကမျိုးမှာတော့မြန်မာနိုင်ငံနိုင်ငံသားကငကိုတဲခါမှမကောင်းတဲ့စိတ်ကိုများနေတဲ့လူစုကတော့ခိုးဘက်ကိုပါမှာပဲဒီလိုပါတဲ့အတွက်ဘာရမလဲတော့သူတို့ပြောတာရှင်းရှင်းလေးပဲမင်းတို့အဲ့ဒီစစ်စင်ရေးကိုသာအောင်မြင်အောင်လုပ်အဲ့ဒီမှာရှိတဲ့ပြည်သူချွေးနေစာမကလို့ချွေးငွေမကလို့ပဲမဒိမ့်မဲကျင့်ခဲ့ကျင့်ခဲ့ ရတဲ့ပစ္စည်းအကုန်ယူမင်းတို့စစ်စင်ကြီးအောင်ဖို့လိုတယ်ဆိုတဲ့စကားကိုပဲအဖေါ်စကားစအာနာရှင်တို့ကတတ်မှတ်ခဲ့တာဒီလိုတတ်မှတ်တဲ့အတိုင်းအောက်မှာရှိတဲ့တပ်သားနဲ့ရဲကြီးအုပ်ကြီးတို့ဆိုတဲ့လူတွေကလည်းငွေရရင်ပြီးရောဆိုပြီးတော့စစ်မှုတန်းအပတ်စဉ်၁၂ ठी ရောက်နေပြီဒီအချိန်ကြီးပေါ်တာဆွဲတဲ့ငွေကြီးတွေအတင်းအဓမ္မကောက်ခံလို့ကျွန်တော်တို့ဘက်ကမကျင်တဲ့လို့ကျင်တဲ့ဆရာအကြောင်းလည်းမရှိဘူးလေမကျင်တဲ့လို့လမ်းပေါ်ဒီမှာလည်းတည်တဲ့အုပ်ကြီးတွေကုန်ကြတယ်အများကြီးရှိတယ် ဒီအရာတွေလည်းခမဲလက်တွေ့တွေ့ရတယ်နော်ဘကိုတိုင်းမင်းလာမြို့နယ်မှာပေါ်တာဆွေးငွေအတိတ်ကျောက်ခံတဲ့တင်တော်ကန်အုတ်ချုပ်မှုအုတ်ချုပ်ရင်မှုကြီးလိုက်ကိုရှင်းလင်းတယ်လို့ကျွန်တော်တို့မင်းလာပါကပါကသတင်းထုတ်ပြန်တာပါလေအဲ့လိုပဲစကိုင်းတိုင်းမင်းမှုမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာရှိတဲ့အလာကပကြေးရွာရှိတဲ့စက္ကဆစခန်းကိုကျွန်တော်တို့အလစ်ဝင်ရောက်ပြီးတိုက်ခတ်ပြီးတော့စနစ်တကျစနစ်တကျနဲ့မိရှုဖြည့်ဆည်းခဲ့တယ်လို့မြင်းမှု ်ဆေဗယ်ရီဗော်လူရှင်းဖို့စ်ကနေကြေညာထားပါတယ်။စကိုင်းတိုင်းကလေးမျိုးနဲ့ကြံသာကြီးရွယ်မှာစက္ကဆနောက်ထပ်စက္ကဆတက်စကန်ကိုတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာစစ်သားအလောင်း15လောင်းနဲ့လက်နက်ခဲယမ်းတွေလည်းကျွန်တော်တို့ဘက်ကတရှိထားပါတယ်။အဲ့ဒီလိုပဲတောရွာဒီမှာပဲတွန်းလန်နေသလားဆိုတော့မဟုတ်ပါဘူး။ကျွန်တော်တို့မြို့နေတိုင်းမှာမြို့တွေမြို့ကြီးပြကြီးတွေမှာလည်းယူကြီးလုပ်နေတဲ့အဖွဲ့အစည်းတွေကလည်း ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မှာရှိတဲ့တီတိမင်္ဂလန်လေတက်အိမ်တောင်တဲ့စစ်ကမ်းမှာရှိတဲ့ကျွန်တော်တို့အဆောင်ကိတ်ကိုအဆောင်ကိတ်ကိုမနေ့ကတော့ဩဇာတိပြောင်းနဲ့ကျွေးပြီးတော့တတိပေးရဲ့အတို့တော်လန်ကြီးအာနာရှင်ကမကြိုက်လို့တော်လန်နေတဲ့တော်လန်ကြီးတက်နေတာနေရာစုံမှာရှိနေတယ်ဆိုတာကိုမင်းတို့သိသိချင်းတယ်ဒါကြောင့်အဲ့ဒီတိုက်ခိုက်တယ်ဩဇာတိကျွေးတဲ့အချိန်မှာနှစ်ဦးတရားရရှိခဲ့တယ်လို့ကျွန်တော်တင်ရပါတယ်နောက်တစ်ခု ဒီလိုမျိုးနေတာကိုယ့်ဘက်မှာလည်းဆုံးရှုံးမှုရှိတယ်သူ့ဘက်မှာလည်းသူ့ဘက်မှာတော့ဆုံးရှုံးမှုပုံများတာပေါ့နော်စကားစကားမှာတော့ဆုံးရှုံးမှုပုံများလာတာဒါကလည်းတို့လိုအလုံးမသိပဲဘာကြောင့်လဲဆိုရင်အဲ့ဒီလိုမျိုးတိလို့အခုအချိန်တိကျွန်တော်တဖွဲပွဲနဲ့ပြည်သူရင်ဝင်ကိုခိုးလုံလာတဲ့လူတွေလည်းအများကြီးရှိတယ်ကြောက်တကားမျိုးနဲ့ပွဲပဲနေပဲကုန်လက်တန်ကွင်းလမ်းပိုင်းမှာစစ်မှုထမ်းနေတဲ့စစ်မှုတန်းတသားတက်တူကလည်းလက်နက်နဲ့အတူတခါလေအလင်းဝင်လာတယ်ကျွန်တော်ဒီအာနာရှင်စနစ်ကိုကြာရှုံးဖို့ဆိုပြီးတော့မနေ့က7ရက်နေ့ရက်နေ့ က္ကစပကကိုးဦးတည်ဆုံးတဲ့ကိုးဦးတည်ဆုံးတဲ့တည်င်းကိုရရှိပါဒီနေ့တော့ဘယ်လောက်ထိအမှန်တရားဘက်မှာမရက်တည်တဲ့လူတွေဘယ်လောက်ထိဆုံးရှုံးနေဦးမလဲဆိုတော့ကျွန်တော်လည်းမသိဘူးဒါကြောင့်မလို့ဒီလိုပုံစံမျိုးဖြစ်နေတဲ့အနေအထားမျိုးမှာအာနာရှင်စနစ်စိုးတစ်ခုကြောင့်မတို့အနီလည်းမဟုတ်ဘူးအစိမ်းလည်းမဟုတ်ဘူးဒီလိုမျိုးဆုံးရှုံးနေတဲ့အရာအာနာရှင်လူစုကလုတ်တယ်ဆိုတော့သိသိချင်းတယ်။ဘာကြောင့်လဲဆိုရင်ခမရတို့လက်ရှိပြစ္ဆုတ်ပံတည်းတည်းမှာဖြစ်နေတဲ့ငလင်ဘေးဒဏ်ဖြစ်တဲ့အချိန်ခါမျိုးမှာတော့ ခြားနိုင်ငံကနေလာကူညီတဲ့ငွေကြေးပစ္စည်းဥစ္စာအားလုံးကိုပြည်သူအပေါ်ကိုမပေးဘဲနဲ့သူတို့အိတ်ထဲကိုထည့်ပြီးတော့အာဏာရှင်စနစ်ဆိုးတစ်ခုတည်ငြဲအောင်လုပ်နေတယ်ဆိုတာကိုသိသိကြတယ်ဒီလိုမျိုးပဲကျွန်တော်တို့27တဲကလက်သုံးချောင်းထောင်ပြီးရုံးကြွခဲ့တဲ့အနေထားလိုက်မယ်ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာပြည်သူတွေကတနိုင်ကံလုံးကိုပြာကြသူတို့လူနေသူတစုပဲကြအောင်မီးရှို့တယ်တပ်ဖြတ်တယ်ဘုံကျဲတယ်မရင်းကျင့်တယ် ပြည်သူရဲ့ရရဲ့ပစ္စည်းကိုယူနေတဲ့သက္ကသက္ကဦးကြီးကျင်းပမယ်တော်လန်တကြံဒီတကြံကိုတော်လန်တကြံအဖြစ်ကျွန်တော်နှစ်တိုင်းတော့အာနာရှင်စနစ်တိုးဆိုးတဲ့အချိန်ကတည်းကတော်လန်တကြံတို့ပြီးတော့အမြဲလုပ်နေတာပဲယခုလိုတဘာဝဘေးဒဏ်ဖြစ်တဲ့အချိန်မှာတော့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ညာနိုင်ငံလူနိုင်ငံသားတွေအနေနဲ့ပို့ပြီးတော့ကျွန်တော်တို့အသေးနာအသေးပေါက်ဖို့လိုနေတဲ့နေရာတွေရှိနေတယ်မေယာစုံကနေရုံကြွနေတဲ့ပြည်သူတွေကမေယာတိုင်းမှာရှိနေတယ်လို့ပဲ အစိုးရတရက်ကနေအောက်ခြေထိရှိနေတဲ့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေကလည်းနေရာစုံကနေအချိန်ပြည့်ရုံးကြွပြီးတော့အာနာရှင်စနစ်ဆိုးတည်ရအောင်လုပ်ကြပါလို့မြစ်တိုင်ရက်ခန့်နဲ့တကြံကာလမပြော်ခဲ့ရတဲ့ပြည်သူတွေအတွက်ခန္ဓာတစ်ဖြုတ်လေးတည်ခံပြီးအာနာရှင်စနစ်ဆိုးကိုဂျန်တုံးလေးတစ်ထုပဲဂျန်လိုက်ရအောင်တွန့်ထုတ်လိုက်ပြီးဆိုတာနဲ့ကျွန်တော်တို့ကကိုယ်နိုင်ငံကိုယ်မြေကိုယ်ရေးမှာ ကိုရရှိမဲ့လူခွင်ရေးကိုအာနာရှင်စနစ်စုပြတ်သုံးအောင်လုပ်ပြီးပြန်လည်ရယူကြပါလို့ပြောကြရင်လည်းဒီနေ့ငုံချုပ်ပါတယ်အားလုံးကောင်းသောနေ့ပါလေ